Música ုတ်မင်္ဂလာပါညီမနာမည်ကတော့ Alice ပါเนาะအခုဒါညီမရဲ့ပထမအဦးဆုံးဇလန်တွေ series ကိုရိုက်มาဖြစ်ပါတယ် series နာမည်ကကြတော့မင်းထင်ရှားနဲ့အိမ်နံပါတ်666ဖြစ်ပါတယ်မင်းထင်ရှားနဲ့အိမ်နံပါတ်666ဆိုတော့ညီမကဒီဇလန်တွေอ่ะဆိုလို့ရှိရင်မင်းထင်ရှားဆိုရဲဇက်ကောင်မွေးထုတ်လိုက်တဲ့သဘောပဲပေါ့เนาะအဲဒီဇလန်อ่ะကြတော့ဒီ series อ่ะ ဟိုဖြစ်ရမှန် based on true story ပေါ့เนาะဖြစ်ရမှန်ကိုအခြေခံပြီးတော့ဒီဇလန်းလေးကိုညီမရေးတယ်ပြီးတော့ဟိုဆရာမယွန်သက်ခင်ကိုဒီဇန်ညွန်အပ်တယ်ပေါ့သူကဆရာမယွန်သက်ခင်ကဇလန်းနဲ့ဇက်အိမ်ကိုပြန်လဲတိဆောက်ပေးတယ်ပေါ့အာပြီးတော့ဒီဇက်ကားမှာဇက်ကောင်လေးကိုညီမစဉ်းစားတဲ့ခါကျတော့ဒီကဟိုညီမငငယ်လေးကဟော်ရာကားတွေကိုကြိုက်တယ်ဒီဟောရာအ ਨੇ ပတ်သက်တဲ့ဟာတွေကို entertainment တစ်ခုဖြစ်နေပြိတ္တတွေကို ဟိုကြည့်ရှုစေခြင်းနဲ့ဟော်ရာကြိုက်တဲ့ပရိသတ်တွေအတွက်ဒီဇက်ကားကိုရိုက်မယ်လို့စိတ်ကူးထားခြင်းဖြစ်ပါတယ်။ဘောနော်ဒီမင်းထင်ရှားဆိုတဲ့ဇက်ကောင်မှာဆိုလို့ရှိရင် Henry Sun ကိုပေါ့နော်စဉ်းစားမိရဲ့ Henry Sun ရဲ့အမျက်နှာချနဲ့ကိုယ်စက်လန်းနဲ့အဇက်ကောင်နဲ့ပေါ့ဟာဟိုထတ်ထူကြတဲ့အတွက်ကြောင့်မလို့မင်းသား Henry Sun ကိုရွေးချယ်ဖြစ်တယ်။အပြီးတော့ကိုရဲမော် နောက်မေခွန်အားအရှင်မင်းဆန်နောက်ပန်းအင်ချင်းပေါ့နော်ဒီထဲမှာမျက်နှာသစ်ကတော့ပန်းအင်ချင်းပေါ့အဲသူတို့တွေသူတို့တွေအကုန်လုံးဇက်ကောင်တွေဇက်ကောင်တွေနဲ့ကိုင်းညီမှုရှိမှသာလင်ဟိုရွေးချယ်ပြီးတော့ဒီဇက်ကားအတွက်အဲသူတို့ခေါ်ယူခဲ့ခြင်းဖြစ်တယ်ပေါ့နော်သူတို့ကလည်းဟိုဝမ်းမြောက်ဝမ်းသာနဲ့လှုပ်တယ်အပြီးွားလို့ရှိရင်ဒီဇက်ကားမှာဆိုလို့ရှိရင်အဓိက based on true story ဖြစ်တဲ့အတွက်ကြောင့်မလို့ ဟိုပြိသက်ကိုအဓိကတော့အစိတ်တောက်မဖြစ်အောင်လို့အတက်နိုင်ဆုံးညီမတို့ကရိုက်မယ်ဟိုအချက်လက်တွေအားလုံးကိုလည်းမှန်မှန်ကန်ကန်နဲ့ပေးမယ်ဒီစကားကိုကြည်ပြီးွားပြီဆိုလို့ရှိရင်လုံးဝတကယ်ဟော်ရာရဲ့အနှစ်အယတာကိုခံစားရမယ်လို့ညီမအားမခံပါတယ်အာဘာဖြစ်လို့လဲဆိုတော့ညီမတို့တကယ်ချင်းတွေအကုန်လုံးကပေါ့နော်ဟို MI FA ဆရာဦးအောင်ကိုလည်း batch 9ကကျောင်းဆင်းလာတဲ့တကယ်ချင်းတွေအကုန်လုံးစုပြီးရောရှိုက်တာဖြစ်တယ်။ DOB တင်းကလည်းကို friend နေပြီပဲ။အဲ့ဒီအတွက်ကြောင့်မလို့ ဟိုကျမကလုံးဝအပြည့်ဝယုံကြည်ရဲ့ဒီကားအောင်မြင်မယ်လို့လည်းအောင်မြင်အောင်လည်းအတတ်နိုင်ဆုံးစူးစမ်းပါမယ်ပြည်သက်တွေကဒီကားလေးထွက်လာလို့ရှင်လည်းဟိုအားပေးဖို့တောင်းဆိုပါရစေအားလုံးကလည်းဒီကားလေးကိုစောင့်မျှော်ကြည့်ရှုပါလို့ပြောချင်ပါတယ်ရှင်ရှစ်ပိုင်းပြန်ပါပါရှစ်ပိုင်းပြန်ပါပါ อ๋อညီမတို့အခုຢາထားတာတော့ Fortune Channel ကနေပြီးတော့ဟိုလွှင့်မှုတော့စီစဉ်ထားတယ်ပေါ့เนาะအဲအပိုင်းကတော့၈ပိုင်းမှာအဒီစကားကိုတကယ်လို့ပြည်သက်တွေကြိုက်တယ်ဆိုလို့ရှိရင်ဒီစကားကနောက်ဆိုလို့ရှိရင်စီစဉ်2ထွက်ဖို့လည်းရှိပါတယ်အဘလို့လဲဆိုတော့ဒါမင်းထင်ရှားဆိုတဲ့ဇက်ကောင်ပေါ့နော်ဒီဇက်ကားမှာကဘာတွေကွဲဝါမလဲဆိုလို့ရှိရင်ဟော်ရာမှာညီမတို့ကလေဟိုဒီဇက်ကားရဲ့ပုံစံမျိုးကကြတော့အပားထုတ်တာအပားနှင်တဲ့ဟာကိုအဲနောက်တိုင်း မြန်မာမှုပြုတာပေါ့နော်နောက်တိုင်းစတိုင်လေလူတွေကကြတော့အပနေနဲ့ဆရာတွေကိုကြည်လိုက်တယ်ဆိုလို့ရှင်ကဟိုအပေါ်ယောဂီအောက်ယောဂီဝစ်စုံနဲ့အဲဒါမြင်နေကြသင်းပေါ့နော်အခုကတော့ညီမတို့ကမဟုတ်ဘူးအပြင်မှာတကယ်ကိုလက်တွေ့ဒီဆရာတွေကိုညီမကဘဝအတွေ့အကြုံတွေကိုသွားမေးထားတယ်အဲအဲ့ဒီဆရာတွေရဲ့တွေ့ကြုံခဲ့တဲ့ဖြစ်ရမန်ဇလန်တွေကိုယူတယ်ပြီးတော့အဲ့ဆရာတွေရဲ့ဝစ်စားဆင်ရင်မှုကိုကြည့်တယ်သူတို့ဒီလေဟိုခင်းတဲ့အညီဝစ်စားဆင်ရင်ねအဲ့အတွက်ကြောင့်မလို့မင်းသားဒီပယောက အထုတ်တဲ့ဆရာတယောက်အနေနဲ့မင်းသားကိုမြင်ရတယ်ဆိုပေမဲ့ဟိုမြင်နေကြပုံစံမျိုးနဲ့ဟိုယောဂီဝိဆုံကြီးနဲ့တော့မြင်ရမှာမဟုတ်ဘူးခစ်ပုံစံတိုင်းလက်ရှိတကယ်အပြင်မှာဝိစားစင်နဲ့ပုံစံတိုင်းပဲမြင်ရမှာဖြစ်ပါတယ်ဒါကတော့ဒီဇကားရဲ့တခြားရှေ့ရစီနီယာတွေရိုက်ထားတဲ့ဟာကြီးနဲ့ကွဲဝါးမဲ့မူလေးတွေပေါ့နော်ဟုတ်ကဲ့အားပေးပါဦး